မင်္ဂလာပါခင်ဗျာ။ဒီအဝရီကကျူစွာတယ်။ဒီတစ်ပတ်တွေ့ဆုံမင်းညာကန်ကဏ္ဍမှာအမျိုးသားညီညွတ်ရေးဆိုရရောင်းစုဝင်ကြီးချုပ်ရုံးရဲ့ပြောရေးဆိုခွင့်ရသူဦးနေဖုံးလန့်နဲ့အာနာသိန်းစစ်အုပ်စုကကျင်းပဖို့ဆိုင်းပြင်းနေတဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးပြည်တွင်းနဲ့ပြည်ပရေးရာသဘောထားတွေကိုမင်းညာဆွေးနွေးမှာဖြစ်ပါတယ်။ကျွန်တော်ကဒီအဝရီအမှုဆောင်အေဒီတာရဲနေပါ။မင်္ဂလာပါကိုနေဖုံးလန့် ခုလိုအချိန်ပေးပြီးတော့ BRI ကိုအင်တာဗျူးပေးတဲ့အတွက်ကြောင့်ကျေးဇူးတင်ကြောင်းပထမဆုံးပြောပြသည်ဟုတ်ကဲ့တိကျတဲ့အတိုင်းပေါ့ဗျာအာနာသိန်းအုပ်စုကဒီဇင်ဘာထဲမှာဇွတ်အတင်းရွေးကောက်ပွဲဆိုတဲ့ကြီးကိုလုပ်တော့မယ်ဟလာအဲဒါကို NUG နဲ့တိုင်းသားမဟာမိတ်တွေကဒီရွေးကောက်ပွဲဟာတရားမဝင်ကြောင်းထုတ်ပြန်တာရွေးကောက်ပွဲစန့်ကျင်ရေးကမ်ပိန်းတွေစတင်လာတာတွေ့ရတဲ့အခါမှာကြတော့မိကောင်ကတော့ရိုးရှင်းပါတယ်။ဘာကြောင့် ဒီရွေးကောက်ပွဲကိုစန့်ကျင်ရပါတယ်ဟုတ်ကဲ့အာရာဝီကအခုလိုအင်တာဗျူးရအတွက်လဲကျေးဇူးတင်ပါတယ်ဗျအဲ့တော့ပထမဆုံးရှင်းရှင်းလင်းလင်းပြောချင်တာတော့ကျွန်တော်တို့ကရွေးကောက်ပွဲဆိုတာရယ်ရွေးကောက်ပွဲစနစ်ဆိုတာရယ်ဒါတွေကိုကျွန်တော်တို့စန့်ကျင်နေတာမဟုတ်ပါဘူးเนาะအလုံးလဲတီးကြတဲ့အချိန်မှာမြန်မာနိုင်ငံမှာလွတ်လပ်ပြီးတော့တရားမျှတတဲ့ဒီကောက်ပွဲတွေဖြစ်လာဖို့ဆိုပြီးတော့ခေဆက်ဆက်เนาะကျွန်တော်တို့ဒါတိုက်ပွဲဝင်ခဲ့ကြတာရှိပါတယ်။เนาะအဲ့တော့အခုအခုဒီတရားမဝင်အတူအောင်ရွေးကောက်ပွဲကိုဘာကြောင့်စန့်ကျင်ရလဲဆိုရင် ကျွန်တော်တို့ဒီအကြံဖတ်စစ်တပ်ဟာသူ့မှာလုတ်ပိုင်권ပေါ့နော်အကြံဖတ်စစ်တပ်ဟာပြည်သူအာဏာကိုမတရားရယူထားတဲ့နိုင်ငံတော်ခေါင်းဆောင်တွေကိုကျွန်တော်တို့ဖမ်းဆီးပြီးတော့နိုင်ငံတော်ပုံကံမှုကိုကျူးလွန်ထားတဲ့နောက်ပြီးတော့ကျွန်တော်တို့ NUG ရဲ့အကြီးအကဲအရဆိုနိုင်ငံတော်နဲ့ပြည်သူလူထုရဲ့ရန်သူ the enemy of the state ဖြစ်တဲ့ပြီးတော့ပြည်သူလူထုကိုအကြံဖတ်မှုတွေနေ့စဉ်ရက်ဆက်ကျူးလွန်နေတဲ့အစုအဖွဲ့ဖြစ်တာကြောင့်သူ့မှာရွေးကောက်ပွဲတစ်ခုကိုအကျင်းပပိုင်권ဆိုတဲ့တရားဝင်မှုအာဏာသူ့မှာမရှိပါဘူး เนาะအဲ့တော့ဒီလိုတရားဝင်မှုမရှိတဲ့အကျန်းဖက်အစုအဖွဲ့ကနေလောက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါကျွန်တော်တို့အာဒီတရားမဝင်အတူအောင်ရွေးကောက်ပွဲဖြစ်တဲ့အတွက်ကြောင့်တော့ကျွန်တော်တို့ဒါကိုစန့်ကျင်နေရခြင်းဖြစ်ပါတယ်ပြီးတော့ဒီမှာထပ်ပြီးတော့ပြောချင်တာတော့နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာဆိုတာပြည်သူလူထုရှိမှတည်ပါတယ်အဲ့တော့ပြည်သူလူထုကလည်းသူတို့ရဲ့ mandate ပေါ့နော်เนาะသူတို့ရဲ့ mandate ကိုကျွန်တော်တို့သူတို့ရဲ့ဆန္ဒကဘာလဲเนาะသူတို့ရဲ့ mandate ကဘာလဲသူတို့ဘယ်ဘသူကိုဘသူတွေကို mandate ပေးလဲဆိုတော့အိဆာကိုပြီးခဲ့တဲ့ 2010ရွေးကောက်ပွဲမှာเนาะကျွန်တော်တို့ဒါဖော်ပြခဲ့ပြီးဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့လက်ရှိအချိန်ထိလည်းကျွန်တော်တို့က2010ရွေးကောက်ပွဲရလဒ်ဟာဥပဒေအရတရားဝင်မှုရှိနေစေဖြစ်တယ်ဆိုတာကိုကျွန်တော်တို့ဒါဆက်လက်ပြီးတော့ကင်ဆယ်အကျင့်သုံးနေတာဖြစ်ပါတယ်เนาะအဲ့ဒီကြောင့်ပြည်သူလူထုဟာသူတို့ရဲ့ mandate ကိုဒါပေးပေးခဲ့ပြီးဖြစ်တယ်ရွေးကောက်ပွဲမှာပေါ့เนาะပြီးရင်ကျွန်တော်တို့ရဲ့အာတော်လန်ရေးရဲ့ FDC ပေါ့เนาะ Federal Democracy Charter ရဲ့ roadmap ရှိပါတယ် roadmap 12ချက်ရှိပါတယ် အဲ့ Roman 12ချက်မှာဆိုရင် Roman နံပါတ်17မှာကျွန်တော်တို့ဘာကိုကျွန်တော်တို့ပြဋ္ဌာန်းထားလဲဆိုရင်ကျွန်တော်တို့တကယ်ကိုလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲတွေကိုကျွန်တော်တို့တော်လန်ရေးအောင် ပြီးတော့အားလုံးလက်ခံနိုင်တဲ့အခြေခံဥပဒေတစ်ခုကိုရေးဆွဲပြီးတဲ့နောက်မှာနော်လွတ်လပ်ပြည်သူညီလာခံခေါ်ပြီးတော့လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲတွေကိုပြုလုပ်သွားမယ်ဆိုတဲ့အချက်ကကျွန်တော်တို့တော်လန်ရေးရဲ့ roadmap ဖြစ်တဲ့လမ်းကြောင်းညီပုံ12 12ချက်ထဲကနံပါတ်17မှာအတီလင်းပါပြီးဖြစ်ပါတယ်အဲ့တော့ပြန်ပြီးတော့ပြောရရင်ပြည်သူတွေဟာ သူတို့ရဲ့မန်ဒိတ်ကိုဖော်ပြပြီးဖြစ်တယ်ပြည်သူ့ဆန္ဒနဲ့အညီကျွန်တော်တို့ရွေးကောက်ပွဲရလဒ်တစ်ခုရှိပြီးဖြစ်တယ်နှောင်းဆယ်ရွေးကောက်ပွဲရလဒ်အဲ့ဒါနဲ့ပဲကျွန်တော်တို့ဒီဒေါ်လာရေးကစခဲ့တာဖြစ်တယ်လို့ကျွန်တော်တို့ဒေါ်လာရေးကချင်းရင်ကြရင်လည်းပဲဒီရွေးကောက်ပွဲတစ်ခုကိုလွတ်လပ်ပြီးတရားမျှတရွေးကောက်ပွဲတစ်ခုကိုလုပ်ပြီးတော့ဆက်သွားမယ်ဆိုတဲ့ဟာကိုလည်းပဲအတိအလင်းကြေညာထားပြီးဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့တွေဟာတော့တချို့တွေကြတော့ခေါင်းစဉ်တက်ကြတယ်ရွေးကောက်ပွဲကိုဘာလို့ဆန့်ကျင်နေလဲနော်နော်ရွေးကောက်ပွဲကိုဆန့်ကျင်တာမဟုတ်ဘူးရွေးကောက်ပွဲစနစ်ကိုဆန့်ကျင်တာမဟုတ်ဘူး ကျွန်တော်တို့မှာရွေးကောက်ပဲရလက်ရှိပြီးသားဖြစ်တယ်။တချင်ကြရင်လည်းရွေးကောက်ပဲလုပ်မှာဖြစ်တယ်။ဒီမူပေါင်းတိုင်းပဲကျွန်တော်ရက်တည်ပြီးတော့လက်ရှိတရားမဝင်တူအောင်ရွေးကောက်ပွဲကတော့လုံပိုင်ခွင့်မရှိတဲ့အကြမ်းဖက်အစုအဖွဲ့ဖြစ်တဲ့စစ်တပ်ကလုံနေခြင်းကြောင့်သာကျွန်တော်တို့ဒါကိုဒါဆန့်ကျင်နေခြင်းဖြစ်တယ်ဆိုတာလေးကိုဒီလင်းပြောလိုပါတယ်ဗျ။တချို့တွေကပြောကြတာရှိတယ်ဗျ။အ2008ဖွဲ့စည်းပုံအခြေခံဥပဒေအရဆိုရင်၅နှစ်တစ်ကြိမ်ရွေးကောက်ပွဲ လုပ်ရမယ်။ 2020ရွေးကောက်ပွဲကတင်တဲ့အစိုးရတက်တန်းကကုန်နေပြီရွေးကောက်ပွဲဒီလုတ်ပြီးတော့အစိုးရသစ်တင်မြောက်ရမှာပေါ့ဗျာအဲ့ဒီတိုင်းပဲအနာသိန်းစစ်တပ်ကလည်းအတင်းရွေးတိုက်ဆွဲရွေးကောက်ပွဲလုပ်မယ်ပေါ့အန်ယူဂျီနဲ့ PDF တီနဲ့တိုင်းသားမဟာမိတ်တွေထိမ့်ချုပ်တဲ့နယ်မြေထဲမှာတော့လုတ်မရောက်ပေါ့ဗျာအဲစစ်တပ်ကပထမတစ်ပိုင်းရွေးကောက်ပွဲလုပ်မယ်ဆိုတာကသူအပြည့်ဝထိမ့်ချုပ်ရနေရာတွေမှာပဲလုပ်မှာပါ ်အဆိုတော့ရန်ကုန်နဲ့မန္တလေးတို့လူမျိုးကြီးတွေကမဲဆန္ဒရှင်တွေကြတော့ဘလို့စန့်ကျင်ရေးလုပ်နိုင်မလဲဗျအစ်စ်တက်က ထုတ်ပြန်ထားတဲ့ရွေးကောက်ပွဲဆိုင်ရာဥပဒေတွေကလည်းတင်းတင်းကြပ်ကြပ်ထိန်းချုပ်ထားပြီးတော့ဆိုရှယ်မီဒီယာမှာစန့်ကျင်ကြောင်းရေးရုံနဲ့တော့အဖမ်းခံနေရတယ်မဟုတ်လားဟုတ်ကဲ့ကျေးဇူးပါဗျအဲ့တော့ဟိုပထမဆုံးနည်းနည်းပြန်ပြီးတော့အဲဆွေးနွေးချင်တာတော့ခုနကရှေ့မှာပြောသွားတဲ့ဒီ2008ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ီရွေးကောက်ပွဲရလက်ပေါ့နော်ဒါကိုချိန်ပြီးတော့ဒါစစ်တပ်ကတော့ငါးနှစ်ပြည့်သွားပြီဆိုတာမျိုးပြောတယ်ပေါ့နော်ဒါပေမဲ့တချို့တွေလည်းအဲ့ဒီလိုမျိုးပြောဆိုနေကြတယ်ရှိပါတကယ်တမ်းကျတော့နောက်ချစ်ဖွဲ့စည်းပုံအခြေခံဥပဒေကတော့ပြတ်သွားပြီပါနော်ကျွန်တော်တို့ဒါ CRPH ကလည်းဖြတ်လိုက်ပြီနောက်ပြည်သူလူထုတွေအားလုံးလည်းဒါဒီနောက်ချစ်ဖွဲ့စည်းပုံကြီးကိုမီးပုံချိုတာတွေလည်းအားလုံးမြင်မှုမြင်ကြမှာပေါ့နော်နောက်ချစ်ကတော့မရှိတော့ဘူးဒါပေမဲ့နောက်ချစ်ပြတ်ယုံနဲ့ပြည်သူတွေပေးခဲ့တဲ့မဲတွေကတော့ပြတ်မသွားဘူးပြအပြည်သူလူထုရဲ့ mandate ပြည်သူတွေပေးထားတဲ့အဲ့ဒါပြီးခဲ့တဲ့2010ရွေးကောက်ပွဲရဲ့ဒါ ဓာတ်ပုံတွေပြန်ကြည့်ရင်လည်းသိပါလိမ့်မယ်เนาะဒါတကယ်ကိုဗစ်လို့ကတ်ဆိုးကြီးရှိနေကြတော့မှကျွန်တော်တို့တခဲနဲ့ကိုပဲဒါထွက်လာကြပြီးတော့မဲပေးခဲ့ကြတယ်အဲ့တော့2008ကို CRB ကဖြတ်လို့ရတယ်ပြည်သူရလက်ကိုပြည်သူပေးထားတဲ့မဲရလက်ကိုတော့အဲ့လိုလွယ်လွယ်ကူကူနဲ့ဖြတ်လို့မရအောင်2008ဖြတ်အောင်လည်းပြည်သူပေးထားတဲ့ vote တွေကတော့ပြတ်မသွားဘူးတကယ်ကိုတနိုင်ငံလုံး nation wide เนาะကျွန်တော်တို့အာကျွန်တော်တို့လွတ်လပ်ပြီးတရားမျှတတဲ့အကြွေးကောက်ပွဲတစ်ခုကိုလုံပိုင်ခွင့်ရှိတဲ့အစုအဖွဲ့တစ်ခုကနေပြီးလုံလုံလိုက်တော့မှသာအဲ့ဒီရလက်က၈၀၀ရလက်ကိုပယ်ဖြတ်နိုင်မယ်ဗျာ နော်အဲ့တော့ကျွန်တော်တို့ဒါဒါတော်လန်ရေးဘက်မှာခံယူထားတာဒီလိုခံယူချက်နဲ့ကျွန်တော်တို့ဒါပြောချင်းဖြစ်တယ်2008ပြည့်အောင်နဲ့2010ရွေးကောက်ပဲရလာပြည်သူတွေတယောက်ချင်းစီရဲ့မဲတွေပြတ်မသွားဘူးဆိုတော့ကျွန်တော်ပြောလို့ရတယ်ပြီးရင်နောက်တစ်ခုကတော့ခုနကပြောတဲ့ဘယ်လိုစန့်ကျင်လို့ရလဲဆိုတဲ့ကိစ္စပေါ့နော်အမှန်တမ်းပြောရရင်ဟိုမှန်တယ်အခုအခါကြတော့ဗျာဟိုတို့တွေမတရားဥပဒေတွေစွတ်ထုတ်ပြီးတော့နည်းနည်းတစုံတရားတရားမှုတူအောင်ယူကောက်ပဲနဲ့ပတ်သက်ပြီးတော့ စာလေးတစုံတရာရေးရင်တော့မှငါမဲသွားမမေးမပေးဘူးကွာလို့ရေးရင်တော့မှဒါတို့ကလုံးစော်တယ်ဆိုပြီးဖမ်းရင်ဖမ်းနေကြပါတော့။တချို့တွေဆိုရင်ကျွန်တော်တို့ကြားတဲ့သတင်းတွေအရတချို့တွေဆိုရင်တချို့တက်ကြွလှူရှားသူအချို့ပေါ့နော်။ပြည်တွင်းမှာရှိနေတဲ့တက်ကြွလှူရှားသူအချို့ကိုတို့ကလိုက်ပြီးတော့မေးတယ်ဗျ။မေးပြီးတော့ခမမဲပေးမှလားလို့မေးတယ်။ဟိုကငါမဲမပေးဘူးလို့ဖြေလိုက်ုံနဲ့ဘာမှတော့မတင်သေးဘူးနော်။အဲ့လိုဖြေလိုက်ုံနဲ့ဟာဒီလူကတော့သူကိုယ်တိုင်လည်းမဲမပေးဘူးချားသူတွေကိုလည်းလုံးစော်နိုင်တယ်ဆိုတော့နော်ကျွန်တော်တို့တန်တရာနဲ့ဖန်စီထိန်းသိမ်းတဲ့ဟာတွေအချို့တော့အခုရှိနေပြီဗျ။ နော်အခုရှိနေပြီအဲ့တော့ကျွန်တော်တို့ကတော်တော်လေးတော့ပြည်သူလူထုအနေနဲ့ကတော့အင်မတန်မှဒါစစ်အုပ်စုရဲ့လက်အောက်မှာတော်တော်လေးနေရထိုင်ရကြက်ပါတယ်နော်ကျွန်တော်တို့အဲ့တကြောင်မလို့လေပဲကျွန်တော်တို့ကတော်တော်လေးတော့ပြည်သူလူထုကိုကျွန်တော်ပြောရဆိုရတဲ့အခါမှာလေကျွန်တော်တို့နေတယ်လေအင်မတန်မှအကြက်တဲတွေ့ပါတယ်ဒါပေမဲ့တခုပြောချင်တာကမြန်မာနိုင်ငံမှာဥပဒေအရကိုပဲပြည်သူလူထုဟာမဲပေးခြင်းမပေးခြင်းကိုကိုယ်တိုင်ရွေးချယ်ဆုံးဖြတ်ပိုင်권ရှိပါတယ်တော့တချို့သောနိုင်ငံတွေမှာမဲပေးတယ်ဆိုတဲ့ဟာကမဖြစ်မနေလောက်ရတဲ့ compulsory ပေါ့နော်ဆိုတာမျိုးရှိပါတယ်ဒါပေမဲ့ကျွန်တော်တို့နိုင်ငံမှာအဲ့လိုမဟုတ်ပါဘူး เนาะမြန်မာနိုင်ငံမှာကျွန်တော်တို့တကယ်ရှေ့ရရွေးကောက်ပွဲမှာတော့မှဗျာလူတိုင်းမဲထွက်မပေးကြပါဘူးเนาะဒါပေမဲ့အများစုပေးတယ်ဒါပေမဲ့တချို့တွေလည်းမဲမပေးခြင်းလို့ဆိုပြီးမဲမပေးခဲ့ကြတဲ့လူတွေရှိပါတယ်ဒါဒါဟာသူ့ရဲ့ right ပါပဲသူ့ရဲ့ရွေးချယ်ပိုင်ခွင့်ပါပဲအဲ့တော့ပြည်သူလူထုကိုမဲထွက်မပေးလို့ဆိုပြီးတော့ဘယ်ဥပဒေနဲ့မှရေးယူလို့မရပါဘူးဒါလူထုရဲ့အခြေခံရပိုင်ခွင့်ဖြစ်တယ်အဲ့ဒါကြောင့်လူပြည်သူလူထုဟာအခုလည်းပဲဘယ်ပြည်သူမှစိတ်ဝင်စားပါဘူးဒါကျွန်တော်တို့အခု research တွေလုပ်နေတာရှိတယ် survey တွေလုပ်နေတာရှိတယ် ဲ့ခါကျတော့ပြည်သူတွေဟာဒီဟာကိုဘလို့မှစိတ်ဝင်စားဘူးဘာလို့လဲဆိုတော့ခုနကပြောသလိုပဲဒီလုံမဲ့ဆိုတဲ့အစုအဖွဲ့ကဘာလဲအကျန်းဖက်စစ်တပ်ဖြစ်နေတယ်သူတို့ဒါကိုကောင်းကောင်းနားလေနော်ပြည်သူတို့နှိမ့်စင်ရက်ဆက်တက်ဖြတ်နေတဲ့အဖွဲ့အစုအဖွဲ့လို့သူတို့ဒီတက်ကြောင့်လို့စိတ်လဲမဝင်စားဘူးမဲလဲပေးကြမှာမဟုတ်ဘူးအဲ့တော့နိုင်ငံတကာမှာဆိုလည်းခုပုံစံပုံစံ15ရေဖြည့်ဖြည့်ခိုင်းနေဘယ်သူမှသွားယူမဖြည့်ကြဘူးမဖြည့်တော့ရက်တွေတောက်လျှောက်ထက်ထက်တိုးလာတယ်ပေါ့နော်အဲ့တော့ပြည်သူကတော့စိတ်မဝင်စားဘူးပြည်သူကသွားပြီးတော့မဲပေးမှလည်းမဟုတ်ဘူးဆိုတော့ကျွန်တော်တို့ကတော့ကောင်းကောင်းကြီးတွေ့နေရတယ်ဒါပေမဲ့ ဒီအကြံဖတ်စစ်တပ်ဘက်ကတော့နီလန်ပေါင်းစုံနဲ့တော့ကျွန်တော်တို့ပြည်သူလူထုကိုဒါတနက်ထောက်ပြီးဖြစ်စေဓာမိုးပြီးဖြစ်စေတော့ထွက်လာပြီးတော့အတင်းကျပ်ဒါမဲပေးဖို့ဆိုတဲ့ကိစ္စတွေကိုအများကြီးလှုပ်လာနိုင်ပါတယ်။ဒါပေမဲ့ပြည်သူလူထုလူထုအနေနဲ့ကျွန်တော် message ပေးချင်တာတော့ခုနကကျွန်တော်ရှေ့မှာပြောခဲ့တယ်လို့ပဲမဲထွက်ပေးခြင်းမပေးခြင်းဟာပြည်သူ့ရဲ့အခြေခံရပိုင်ခွင့်ဖြစ်တယ်။မဲပေးမယ်လို့ဆုံးဖြတ်လို့လည်းရတယ်။မဲမပေးဘူးလို့ဆုံးဖြတ်ပြီးကိုယ့်အိမ်မှာကိုယ်နေတာဟာလည်းပဲဘာရာဇဝင်းမှုမှမမြောက်ဘူး။ဘသူမှလည်းမဲမထွက်မပေးလို့ဆိုပြီးတော့ဘယ်ဥပဒေနဲ့မှတရားစွဲဆိုအရေးယူလို့မရပါဘူး။ เนาะไอ้ตัวเจ้ามรู้จนเราด่าอูတော့จนเราโก้ยไอ้ขွင့်เยอะတော့กองๆหน้าแหละทบบอกท้าบ่รู้ดุปี่ดูโกอเต็นแจ้งฉ่องပြီးတော့ไอ้เนี่ยอ่ะนี่อเต็นแจ้ถั่วคายပြီးတော့แม้ยုံโกตะนัดถอกပြီးตั้วค้านเนี่ยสู้ยินด่าหาจี้มาได้ลูกขွင့်ชูผ่าหมู่ဖြစ်ไป ် human right violation ဖြစ်တယ်ပြီးရင် electoral violence ပေါ့နော်ရွေးကောက်ပွဲဆိုင်ရာမတရားမှုအကြမ်းဖက်မှုကိုကျူးလွန်တာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဒါသိထားဖို့လိုပါတယ်အဲ့တော့ကြောင့်မလို့ဒီဒီအချက်ကိုတော့ကျွန်တော်တို့တေးစကြာနားလည်သဘောပေါက်ပြီးတော့ကိုယ့်ရဲ့အခွင့်အရေးကိုပဲကိုယ်ပတ်မိုင်နိုင်နိုင်အသုံးချဖို့ပဲကျွန်တော်ကတော့မေတ္တာရက်ခံတိုက်တွန်းလိုပါတယ်ဗျဟုတ်ဒီစစ်တပ်ကတော့သူဖြစ်ချင်တာကိုအတင်းဇွတ်မရရအောင်လုပ်တတ်တာကျွန်တော်တို့2010ရွေးကောက်ပွဲတုန်းကလည်းတွေ့ခဲ့ပူးပြီးပြီပေါ့ဗျာ တကောင်ရန်ကြိုတင်မဲတွေနဲ့ဖြောင်းလိန် ပြီးတော့လုတ်တယ်ပြီးတော့စီစဉ်ထားတဲ့အတိုင်းဘသူဘာလို့ဘသူပဲနေရယူဆိုပြီးတော့လွတ်တော်တဲ့ယောက်ျားဆိုရဖွဲ့ကြအလုတ်ခက်ကြသလိုမျိုးအခုလည်းထပ်လုတ်ဖို့ပြင်နေတယ်လို့ယုံကြည်ရတာပေါ့ဗျာမိကောင်းကအဲ့လိုစစ်တကအကွက်ချကြိုတင်စီစဉ်ထားတဲ့အတိုင်းဖြစ်လာအောင်မယ်ဆိုတော့စန့်ကျင်နေလို့ဘာထူးမလဲပေါ့ဘာရရောက်မလဲဗျာ ဒီကျွန်တော်တို့ခုနကပြောတာမှတ်ပါတယ်သူတို့ကတော့ကျွန်တော်ထင်တယ်သူတို့ကမဲရလက်တော်မှာဘယ်နံပါတ်တင်နေဘယ်လိုထုတ်ပြန်မယ်ဆိုတော့မှဘေးရင်တွက်ပြီးတော့သင်စင်းသားထားပြီးလောက်ပြီးလို့ကျွန်တော်ကတော့နားလဲတယ်ပေါ့ခုနကပြည်သူဘယ်လောက်ပဲပါပါမပါပါပြည်သူတွေဘယ်လောက်ထွက်ထွက်ထွက်မထွက်ထွက်ပေါ့နော်သူတို့တွေလည်းလုံနေကြလीနော်အရင်တော့ကကြံပွဲတွေဆိုရင်တည့်ရတိုင်းပဲရန်ကုန်မှာဆိုရင်စီမင်းကတင်ထားတဲ့ကားတွေနဲ့အဲ့မန္တပ်ကိုပတ်နေတာပေါ့နော်ဒီလိုဟာတွေလည်းသူတို့လုံနေကြရှိတော့ဒီတရားမှွန်တူအောင်ရွေးကောက်ပွဲကိုလည်းတကယ်ပဲသူတို့ကမဲယုံအချို့ရှိမယ် အဲ့ပြီးအဲ့မဲအောင်ချိုးမှာသူတို့အာဟိုပတ်စံပေးပြီးခိုင်းလို့ရတဲ့သူတွေ ਨੇ ကျွန်တော်တို့ for sure ပေါ့နော်ကျွန်တော်ဓာတ်ပုံတွေရိုက်မယ်အပြီးရဲ့ခါမှာချိန်ချိန်တဲတဲနော်ဓာတ်ပုံထဲမှာတော့ချိန်တဲနေမှာပေါ့ကြာနော်အပြင်မှာကတော့ပြည်သူကဘလို့တုံ့ပြန်မယ်ဆိုတော့ကျွန်တော်အခုတည်းကမှန်းလို့ရပါတယ်နော်မှန်းလို့ရပါတယ်အဲ့တော့အဲ့လိုမျိုးတော့စာရွက်ပေါ်မှာ ਨੇ ဓာတ်ပုံတွေပေါ်မှာတော့ဒီတရားမှန်တရားရွေးကောက်ပွဲကဖြစ်သွားနိုင်ပါတယ် ဖြစ်သွားနိုင်ပါတယ်ဒါတွေကသူတို့စစ်တပ်အတွက်တော့ဒါကတိတ်ပြီးတော့ဒီလိုမျိုးအလင်းညာတွေနဲ့ဇလန်းဆင်ပြီးတော့ဗောနော်လောက်ကန်ရတယ်ဆိုကိစ္စသူတို့သူတို့ experience ရှိတဲ့လူတွေလို့ပြောရမှာပဲဗောနော်အဲ့တော့တေးကြတာတခုကတော့အဲ့ဒါကိုကျွန်တော်တို့ကမျက်စိမှိတ်ပြီးမယုံဘူးပါပဲเนาะအထူးသဖြင့်တော့ကျွန်တော်တို့ပြည်သူတွေကတော့ရှင်းတယ်ကျွန်တော်တို့ဒါကိုလက်မခံဘူးအဲ့တော့ဒီရွေးကောက်ပွဲဟာ အတူရောင်ဖြစ်မယ်နောက်တကယ်ကို for sure ဖြစ်မယ်ပြီးတဲ့အခါမှာဖြစ်လာတဲ့ခုနကစိုးကောပေါ့ဗျာเนาะဒါအစိုးရတိတ်ဖြစ်ချင်နေတဲ့လူတွေဆိုတော့အစိုးရတရက်ဆိုပြီးတော့ဖြစ်ကောင်းဖြစ်လာနိုင်ပေမဲ့အဲ့ဒီဟာကလည်းပဲကျွန်တော်တို့ပြည်သူလူထောက်ခံတဲ့ဆိုတာမဟုတ်ဘူးပြည်သူလူထုလက်ခံပြီးတော့เนาะတကယ် mandate ပေးထားတဲ့ဟာမဟုတ်ဘူးဆိုတဲ့ဟာကိုတော့ဒီအမှန်တရားကတော့ဖျောက်ဖျက်လို့မရပါဘူးအဲ့အမှန်တရားအရေးကြီးပါတယ်ဒီအရှိတရားဒီအမှန်တရားနဲ့ကျွန်တော်တို့ကအလုဆက်လုပ်ကြရမှာဖြစ်တယ်ပေါ့เนาะ အဲ့တကြောင်လို့ဒီအမှန်တရားကိုကျွန်တော်တို့တွေပြည်သူကတော့သိတယ်ဒါပေမဲ့နိုင်ငံတကာအနေနဲ့ဒါကြီးကိုမျက်စိမှိတ်ပြီးတော့တကယ်ဟိုဘာမှဟိုပြည်သူလဲထောက်ခံမှုမရှိတဲ့เนาะပြည်သူလူထုလက်ခံမှုမရှိတဲ့တရားမဝင်တူအောင်ရွေးကောက်ပွဲကြီးကနေဖြစ်လာတဲ့เนาะကျွန်တော်တို့ဘာမှအာဏာလဲရှိမှာမဟုတ်တဲ့အစိုးရဆိုတဲ့ဟာကြီးကိုကျွန်တော်တို့လက်ခံလိုက်မယ်ဆိုရင်တော့ဒါနိုင်ငံတကာအနေနဲ့တော့အင်မတန်မှရှက်စရာလောက်ရလို့ပဲကျွန်တော်ကတော့နားလေတယ်ပေါ့เนาะအဲ့တကြောင်လို့ကျွန်တော်တို့တွေအခုစန့်ကျင်တုံ့ပြန်မှုတွေအကုန်လုံးကအင်မတန်မှအရေးပါပါတယ်ဘာဖြစ်လို့လဲဆိုတော့ ဒီစစ်တပ်ကလိုချင်တာလဲအဲ့ဒါပါပဲသူတို့တစ်ဖက်မှာ for show လုပ်လို့ရတယ်ဆိုပေမဲ့တစ်ဖက်မှာလည်းပြည်သူထောက်ခံတယ်ဆိုတဲ့ဟာကိုသူကအင်မတန်မှလိုချင်တာပါเนาะဒါပေမဲ့တေးကြတယ်ကျွန်တော်တို့မထောက်ခံဘူးဆိုတော့ကျွန်တော်တို့နီလန်းပေါင်းစုံနဲ့ရတဲ့နီးနဲ့ကျွန်တော်တို့ဒါပြဖို့လိုတယ်เนาะအဲ့လိုပြခြင်းဟာเนาะတယောက်ချင်းစီတိုင်းရဲ့မပူးပေါင်းမှုမပါဝင်မှုဟာ နော်သူ့ဘာသူဘလောက်ပဲအတူရောင်လို့လို့ဒါကြီးကအတူရောင်ကြီးပါဆိုတော့ကက်ရှင်းရှင်းကြီးအမြင်သွားနိုင်တဲ့မြင်ကွင်းမျိုးကိုလည်းနီလန်းပေါင်းစုံနဲ့ကျွန်တော်တို့ပြကြဖို့လိုတယ်အဲ့ဒါကြောင့်မလို့ပြည်သူတွေကိုကျွန်တော်အဓိကပြောချင်တာပြည်သူတွေမှမဟုတ်ပါဘူးနော်ဒေါ်တော်လိုင်းအင်အားစုတွေအားလုံးရောပေါ့နော်ကျွန်တော်တို့နီလန်းပေါင်းစုံနဲ့ပြဖို့လိုတယ်သူကဆိုကောမရရအောင်နော်တနည်းနည်းနဲ့လှုပ်သွားမှာမှန်ပေမဲ့အော်ဒီသူ့ဘာသူလည်းလှုပ်သွားအောင်ပါပဲငါတို့စန့်ကျင်တွေလည်းမထူးပါဘူးလို့ကျွန်တော်တို့မတွေးပဲနဲ့နော်ကျွန်တော်တို့ရတဲ့နီးနဲ့နီလန်းပေါင်းစုံနဲ့ဒါကိုစန့်ကျင်ကြောင်းမပူပေါင်းကြောင်း เนาะကန့်ကွက်ចောင်းဆိုရဲဟာတော့ဒီလမ်းပေါင်းဆောင်ねပြရမှာဖြစ်တယ်အဲ့လိုပြခြင်းနေအားလုံးဟာလည်းပဲ count on ပေါ့เนาะအကုန်လုံးကိုခုနကနိုင်ငံတကာအစောင့်ကြည့်နေတယ်တကယ်တရားမျှတမှုကိုလိုလားတဲ့လူခွင့်ရေးကိုတန်ဖိုးထားတဲ့သူတွေအကုန်လုံးကလည်းစောင့်ကြည့်နေတယ်ဒါတွေအကုန်လုံးကဘာမှဘာတစ်ခုမှအလက်အသက်ဖြစ်မှာမဟုတ်ပဲねတကယ်ဟုတ်ပေါ့เนาะဒီစစ်တက်ကဲ့ဒီလောက်ရကြီးကတရားမဝင်ဘူးဆိုတာကိုပြနိုင်မှုအတွက်အဲ့ဒီလောက်ရတွေအကုန်လုံးဟာတကယ်ဟုတ်ကောက်ပေါ့เนาะရေတွက်ခံရမဲ့ဟာတွေဖြစ်တယ်ဆိုတာကိုကျွန်တော်ပြောလိုပါတယ်ဗျာကိုနေဖုန်းလက်ပြောတဲ့အထဲမှာ နိုင်ငံတကာနဲ့ပတ်သက်တာပါသွားတော့အခုလဲအာဆီယံထိပ်သီးဆွေးနွေးပွဲရှိနေတာပေါ့နော်အဲအာဆီယံအလဲကျဥက္ကဋ္ဌမလေးရှားရဲ့နိုင်ငံကြ ాయి ဝင်ကြီး မကြသေးခင်ကနေပြည်တော်သွားချိန်မှာစစ်ကောင်စောင်မင်းအောင်လှိုင်ကရွေးကောက်ပွဲစောင့်ကြည့်ရေးလှမ်းဖိတ်လိုက်တော့အာဆီယံနိုင်ငံခေါင်းဆောင်တွေဆုံးဖြတ်ရမှာရှိနေတာပေါ့ဗျာဆိုတော့အာဆီယံကိုဘလောက်မျောလင့်ထားလဲကိုနေပေါ့လား အာဆီယံရဲ့အခမ်းကဏ္ဍကအင်မတန်မှအရေးကြီးပါတယ်။ဘာဖြစ်လို့ဒီလိုပြောလဲဆိုတော့ဒါသူက regional အဖွဲ့အစည်းပေါ့နော်။ ီအကြား regional အဖွဲ့အစည်းတစ်ခုဖြစ်နေတယ်ဒီ regional ကနိုင်ငံတွေကျွန်တော်တို့စုပေါင်းထားတဲ့အဖွဲ့အစည်းတစ်ခုဖြစ်တယ်အဲ့ဒါကြောင့်မလို့မြန်မာနိုင်ငံရဲ့အရေးမှာ ASEAN ASEAN ရဲ့အခန်းကဏ္ဍကတော့အင်မတန်မှအရေးကြီးပါတယ်အဲ့အတွက်လည်းပဲကျွန်တော်တို့ NUG အနေနဲ့ရောအခြားဒေါ်လာအင်အားစုတွေအားလုံးအနေနဲ့ရောဒါကျွန်တော်တို့မြန်မာနိုင်ငံရဲ့လက်ရှိဖြစ်ပျက်နေတဲ့အဖြစ်အပျက်တွေနဲ့ပတ်သက်ပြီးတော့အခွင့်အခါတင့်တယ်လို့ပေါ့နော်အဲကျွန်တော်တို့အမြဲတမ်းပြောဆိုဆွေးနွေးဆောင်ရွက်ခဲ့တာတွေလည်းရှိတယ်ပေါ့နော်ပြီးခဲ့တဲ့ဒီ SEAM အစည်းအဝေးမှာဆိုရင်လည်းပဲကျွန်တော်ဒေါ်လာအင်အားစုတွေပေါင်းပြီးတော့ထုတ်ခဲ့တဲ့အကြေညာချက်ထဲမှာဆိုရင်ဒီတရားမဝင်တွေ့အောင်ရွေးကောက်ပ ဘယ်လက်မခံမှုဆိုတဲ့ကိစ္စပေါ့နော်ဒါတွေအများကြီးကျွန်တော် lobby လောက်ခဲ့ကြတာရှိတယ်အဲ့တော့အခုလည်းပဲအမှန်တိုင်းပြောရရင်တော့ ASEAN ရဲ့အဲနိုင်ငံတော်တော်များများကတော့ဒီတရားမဝင်တူအောင်ရွေးကောက်ပွဲဟာအဖြည့်ရှင်းနိုင်တဲ့ရလက်ထွက်မှာမဟုတ်ဘူးဆိုတော့နားလေသဘောပေါက်နေတဲ့သဘောတော့ရှိပါတယ်အဲဒါပေမဲ့လည်းခက်တာက ASEAN ရဲ့ဒီသုံးဖြတ်ချက်ချရရတယ်ဆိုတဲ့အခြေအနေတခုဆိုတာလည်းကနပြောတဲ့ consensus ပေါ့နော်ဒီ all consensus နဲ့တွားရတာဆိုတော့ ASEAN တစ်စုံလုံးရဲ့သဘောထားအနေနဲ့တော့ဘယ်လိုထွက်လာမလဲဆိုတော့ကျွန်တော်တို့ အဲအတိအကျပြောလို့ရသေးတဲ့အခြေအနေမျိုးတော့မဟုတ်ဘူးပေါ့နော်မဟုတ်ဘူးအဲ့တော့အဲ့ဒီအတွက်တော့ကျွန်တော်တို့ဒေါ်လာရင်းအားစုတွေဘက်ကတော့နီလန်ပေါင်းစုံနဲ့ကျွန်တော်တို့ဒါစူးစမ်းနေတယ်ဒါပေမဲ့ခတ်ပါလိမ့်မယ်ဟိုအာဆီယံတစ်စုံလုံးအနေနဲ့ဒီတရားမဝင်တရားရွေးကောက်ပွဲကိုလက်ခံတယ်လက်မခံဘူးဆိုတဲ့ကိစ္စတခုဖြစ်လာဖို့ဆိုတော့တိတ်တော့လွယ်ကူတဲ့အခြေအနေတော့မဟုတ်ဘူးဆိုတာလေးတော့ကျွန်တော်ကတော့ပြောချင်တယ်ဒါပေမဲ့အာဆီယံအခက်အခဲကအင်ပါတန်ရေးကြီးကြောင်းကျွန်တော်တို့လက်ခံပြီးတော့အမြဲတမ်းတော့ ကျွန်တော်တို့ lobby လုပ်တဲ့ကိစ္စတွေကိုအများနဲ့ဒါလုတ်ကန်ဆောင်ရွက်နေတာတွေရှိတယ်ဆိုတာလေးပြောချင်ပါတယ်ပြီးတော့နောက်တစ်ခုကတော့အဲအာဆီယံထဲမှာလည်းနိုင်ငံတွေကအမျိုးမျိုးပြာနော်နိုင်ငံတွေကအမျိုးမျိုးရှိတယ်နောက်ပြီးသူ့တမိုင်းကြောင်းတွေကလည်းမတူတာတွေရှိတယ်အဲ့လိုပဲတချို့နိုင်ငံတွေကလည်းအိမ်နီးချင်းတွေဖြစ်တဲ့အခါကျတော့အာဟိုသူတို့ရဲ့နိုင်ငံခြားရေး policy မှာဟိုကခွာထားတဲ့သဘောတွေပေါ့နော်ဥပမာ NUG နဲ့လည်းဆက်ဆံရေးထူထောင်ထားတယ်တစ်ဖက်မှာလည်းအာ ဟိုစစ်တပ်နဲ့လည်းမဖြစ်မနေတချို့ကိစ္စတွေဆက်ဆံဆောင်ရွက်နေရတယ်ဆိုတော့ဒီလိုမျိုးဒါကတော့ဟိုပေါ့ရွေးချယ်တခုခုတစ်ဖက်ဖက်ကိုရွေးချယ်လို့မရလိုက်တဲ့မရတဲ့အခက်အခဲမျိုးတွေကနိုင်ငံတော်တော်များများမှာရှိနေတယ်ဆိုတော့အခက်အခဲကိုလည်းပဲကျွန်တော်တို့နားလည်ရပါတယ်ဒါလည်းပဲသူတို့နဲ့စကားပြောတွေ့ဆုံနိုင်မှာအမြဲတမ်းကြားရတယ်ပေါ့နော်အဲ့တော့ကြောင့်မလို့ဘာမျှော်လင့်လို့ရလဲလို့မင်းရင်တော့ဟို လုံးဝတိကျပြတ်သားတဲ့ပေါ့နော်တိကျပြတ်သားတဲ့တပတ်ဖက်မှာရက်မယ်ဆိုတဲ့ဟာတစ်ခုကိုတော့အာဆီယံတစုံလုံးအနေနဲ့မျှော်လင့်မှုခတ်ပါလိမ့်မယ်။เนาะအဲ့တော့အာဆီယံတွေကနိုင်ငံတစ်ခုချင်းစီတစ်ခုချင်းစီအလိုက်တော့เนาะကျွန်တော်တို့တွေအာတချို့တိကျပြတ်သားတဲ့အဖြစ်တွေရှိနိုင်ပေမဲ့အာဆီယံတစုံလုံးနေတော့ခုနကရှေ့မှာကျွန်တော်ပြောခဲ့တဲ့ဆုံးဖြတ်ချက်ချမှုအပိုင်းရောเนาะတို့ရဲ့ခုနကနိုင်ငံနိုင်ငံကြားရေး policy ဆက်ဆံရေးအပိုင်းတွေရောပေါ့မူတည်ပြီးတော့เนาะအာဆီယံတစုံလုံးအနေနဲ့တော့ဒီဟာဒီကိစ္စပေါ်မှာ တိတိကျပြတ်သားတယ်ပေါ့နော်။ဘာလုပ်မယ်ဘာမလုပ်ဘူးဆိုတော့ဆုံးဖြတ်ချက်တွေရဖို့တော့နည်းနည်းလေးမျောလင်းရခက်တယ်လို့ပဲပြောချင်ပါတယ်ဗျ။ဟုတ်။အစိုးစုရွေးကောက်ပွဲကိုထောက်ခံရုံမကပဲနဲ့စစ်ရေးရလဲလက်နဲ့တွေးဤပညာတွေထောက်ပံ့နေတယ်ပေါ့ဗျာ။အဲဘန္ဒာရေးရလဲကူနေတဲ့နမဲတက်ပြီးတော့ပြောရရင်တော့တရုတ်နဲ့ရုရှားနိုင်ငံကိုဘာပြောချင်ပါသလဲခင်ဗျ။ ဟိုအိန္ဒိချင်းအင်အားကြီးနိုင်ငံတွေပေါ့နော်ဒါတွေရှိတယ်ပြီးတော့အခြားအိန္ဒိချင်းမဟုတ်ပေမဲ့လည်းခုနကပြောတဲ့အင်အားကြီးနိုင်ငံတချို့ဒီစေအုပ်စုကိုအဲကျွန်တော်တို့ကူညီပံ့ပိုးနေတာရှိတယ်ပေါ့နော်အဲ့တော့အိန္ဒိချင်းဆိုတာကလည်းတည့်တဲ့အချိန်မှာကျွန်တော်တို့ဒီပထဝီသဘောတရားရောက်တာဘယ်လိုမှရှောင်လွှဲလို့မရတဲ့အခြေအနေဖြစ်တယ်ပေါ့အဲ့ဒါကြောင့်မို့ကျွန်တော်တို့ဟို NGO အနေနဲ့ကတော့အိန္ဒိချင်းတိုင်းနဲ့ကျွန်တော်တို့ကအကောင်းဆုံးကျွန်တော်တို့အဆင်ပြေအောင်ကျွန်တော်တို့စူးစမ်းပြီးတော့ဆောင်ရွက်တယ်ဆက်ဆံရေးလည်းထူထောင် ပြီးတော့ကျွန်တော်တို့ဒါဆောင်ရွက်နေတာရှိပါတယ်ဒါပေမဲ့လည်းအဲတချို့ဆက်ဆံရေး အဲ့ဒီကတော့ခုနက publicly ပေါ့နော်ကျွန်တော်တို့ဘယ်သူနဲ့တွေ့တယ်ဘာတွေပြောတယ်ဆိုတဲ့ဟာတွေက publicly ထုတ်ပြန်ပြောဆိုလို့မရတဲ့ကိစ္စမျိုးတွေတော့ဒါရှိနေရတာတော့ဒါအရှိတရားပဲပေါ့နော်အဲ့တော့ဟိုနိုင်ငံကြီးတွေကိုစစ်အုပ်စုကိုတစုံတရာပေါ့ဗျာမပြေတော့ gain ရရှိပေါ့နော်တစ်ဖက်မှာတော့အဲမြန်မာနိုင်ငံကြီးနဲ့ပတ်သက်ပြီးမြန်မာပြည်သူတွေရဲ့အဲဆန္ဒကိုအလေးထားပါတယ်တို့နော်မြန်မာပြည်သူတွေရဲ့သဘောအဲသဘောဆန္ဒကသာ အဓိကကြပါတယ်လို့တစ်ဖက်ကပြောနေပေမဲ့တစ်ဖက်မှာကြတော့လေမြမပြည်သူတွေမကြိုက်သေးပေါ့နော်မြမပြည်သူတွေကိုရရဆက်ဆက်လုပ်နေတဲ့စစ်တပ်ကဲเนาะကျွန်တော်တို့ဒီလောက်ကန်ဆောင်ရွက်မှုတွေမှာတနည်းနည်းနဲ့ပူပေါင်းပါဝင်နေတယ်ဆိုတဲ့ကိစ္စတွေကမပြေတော့ကံရရှိကျွန်တော်တို့တွေမြင်နေရတယ်ပေါ့နော်အဲ့တော့ဒီလိုအခြေအနေမျိုးမှာကျွန်တော်တို့အနေနဲ့လည်းလောက်ကန်ဆောင်ရွက်ရတဲ့အခါမှာတော်တော်လေးအခက်ခဲကြက်တဲတွေတွေ့ပါတယ်အဲ့တော့သဘောတရားကအားဖြင့်တော့ကျွန်တော်တို့ဟိုခြုံပြီးတော့ပြောချင်တာတော့ကျွန်တော်တို့ကတော့ပြည်သူ့ဆန္ဒကိုလစ်လူမရှုဖို့ကျွန်တော်ကတော့ပြောချင်တယ်ပြီးတော့စစ်အုပ်စုလုပ်နေတဲ့ပြည်သူလူထုအပေါ် ဓာတ်ရိုက်အဲတာဂက်ထားပြီးတော့ဗောနော်ပြစ်မှတ်ထားပြီးကျူးလွန်နေတဲ့စစ်ရာဇဝဲမှုတွေမှာတစုံတရာပူပေါင်းပါဝင်တဲ့သဘောမျိုးတွေမဖြစ်စေဖို့လည်းပဲကျွန်တော်တို့ကတော့အင်မတန်မှအဲဟိုဟိုတတိထားသင့်တယ်ဆိုတာကိုလည်းပဲတိုက်တွန်းခြင်းတယ်ဘာဖြစ်လို့လဲဆိုတော့ပြည်သူလူထုကဒီစစ်တပ်ရဲ့ရာဇဝဲမှုတွေကပြည်သူကိုဓာတ်ရိုက်ဥတီနေတာဗျတကယ်ခံရတာပြည်သူခံရတာအဲ့ခါကျတော့ပြည်သူလူထုရဲ့စိတ်ထဲမှာဒီစစ်တပ်ရဲ့လုပ်ရက်တွေမှာဒီနိုင်ငံဒီနိုင်ငံတွေကပူပေါင်းပါဝင်နေပါတယ်ဆိုတော့ အခြေအနေတစ်ခုကိုသူတို့မြင်နေရတယ်သိနေရတယ်ဆိုရင်တော့ဒါပြည်သူတွေကတော့ဒါကြီးကိုဟိုဒီဒီစိတ်ခံစားမှုတစုံတရာတော့ဒါဖြစ်နိုင်တဲ့အခြေအနေမျိုးတွေရှိပါတယ်အဲ့တော့ဒါတွေကိုလည်းပဲထည့်သွင်းစဉ်းစားကြဖို့ကျွန်တော်ကတော့ပြောလိုတယ်အဲပြီးတော့နောက်တစ်ခုကနောက်တစ်ခုကျွန်တော်ဒီမှာဖြည့်ပြောချင်တာတော့လေတချို့နိုင်ငံကြီးတွေကဘလို့ဘလို့ထင်ကြလဲပေါ့နော်သူတို့ရဲ့သုံးသက်ချက်တွေမှာဒီစစ်တပ်ကတရားမဝင်တူအောင်ရွေးကောက်ပွဲကိုလှုပ်လိုက်တဲ့အခါမှာစစ်တပ်မဟုတ်တော့ နော်အခြားသောအဲအစုအဖွဲ့တစ်ခုပေါ့ဗျာအစုအဖွဲ့တစ်ခုပေါ့နော်ဒါတက်လာမယ်ပေါ့နော်တက်လာတဲ့အခါမှာခုနကစစ်တက်ခဲ့ပါဝါကိုတစုံတရာရှော့ချလိုက်နှိမ့်မယ်လို့တို့ထင်တယ်ဗျာတို့အဲ့လိုထင်ပြီးတုံးတက်နေတာတွေကျွန်တော်တို့တွေ့ရတယ်ပေါ့နော်တွေ့ရကြားရတယ်ပေါ့အဲ့ခါကျအဲ့ဒါမဟုတ်ဘူးဗျာနော်အဲ့ဒါမဟုတ်ဘူးဆိုတော့နားလည်ဖို့လိုတယ်အခုလက်ရှိကိုပဲမင်းအွန်လိုင်းဥဆောင်တဲ့စစ်တက်ကဒီတို့ရဲ့ proxy party ဖြစ်တဲ့ကြန့်ခိုင်ဖွံ့ဖြိုးရေးကိုနော်တောက်လူတွေတောက်လျှောက်ပို့နေပြီပေါ့ပြောနေတာကတရားမဝင်တူအောင်ရွေးကောက်ပွဲပြီးသွားရင်လေ စစ်တပ်ရဲ့အာဏာဟာဘာမှလျှော့တော့မှာမဟုတ်ဘူးနော်ပို့ပြီးတော့ခိုင်မာသွားမဲ့အခြေအနေမျိုးတွေကျွန်တော်တို့ကဒါလှမ်းလာတယ်ပေါ့နော်ဥပမာအာတချို့ကြောက်လည်းစဉ်းစားတယ်အဲမင်းအောင်လိုင်းကယာတုတွေလျော့သွားမယ်ပေါ့ကွာနော်ဒါပေမဲ့တကယ်နောက်ပေါ်လာမဲ့နော်ကျွန်တော်တို့ဆိုကောအစိုးရဆိုတာရောနောက်ပေါ်လာမဲ့ဆိုကောအလွတ်တော်ဆိုတာတွေရောအမြီးကန်လွတ်တော်တွေအစိုးရတွေမှာလည်းပဲသူ့လူတွေပဲနော်အခုတည်းကသူကပလန်တီချာဆွဲပြီးသားယူနီဖောင်းတွေချွတ်ကြပစိုးတွေဝတ်ကြဆိုပြီးတော့နော်အကုန်လုံးတွေဒါမျိုးတွေစီစဉ်ထားပြီးသားပေါ့နော်စီစဉ်ထားရဖြစ်တော့ ဒီချို့သောနိုင်ငံတွေမျောလင့်နေတဲ့တရားမဝင်တရားရွေးကောက်ပွဲပြီးရင်မြန်မာနိုင်ငံရင်ခင်းချင်းကတစုံတရာပြောင်းလဲသွားမယ်စစ်တပ်ရဲ့အာဏာချုပ်ကန်ထားမှုယုံနေသွားမယ်ဆိုတဲ့ကိစ္စကဟုတ်မနေဘူးကနော်ဟုတ်မနေဘူးဒါဒါဒါနံပါတ်1ချက်နောက်နံပါတ်2ချက်စစ်တပ်ရဲ့လူမှုအပေါ်ပြစ်မှတ်ထားတိုက်ခိုက်နေတဲ့ရက်ဆက်ကြမ်းကြုတ်မှုတွေ war crime တွေရောရော့သွားမလားဆိုတာသူတို့ပြန်မေးဖို့လို့ချို့ကရော့သွားမယ်ထင်တယ်မရော့မှာမဟုတ်ဘူးကအခုတရားနှစ်မျိုးနဲ့လုတ်တယ်ပေါ့နော်တရားနှစ်မျိုးနဲ့မှာတော့မှအမှန်တမ်းပြောရင် ော်လိုင်းအင်အားစုတွေစုံမိုးနေတဲ့နေရာတွေအများကြီးပဲအဲ့တော့အဲ့နေရာတွေကိုအခုဆိုရင်ဒါစစ်ကြောင်းတွေထိုးပြီးတော့နီလန်ပေါင်းတွေတို့ပြန်ရဖို့စူးစမ်းနေတာရှိတယ်အဲ့မှာလဲတကယ်သွေးချောင်းစည်းတွေပဲเนาะရွာတွေကိုမီးရှို့တယ်မပြည်သူတွေကိုတတ်တယ်မျိုးသမီးတွေမရင်းကျင်တယ်ဒါတွေလုပ်တယ်ပြီးရင်တရားနှမြုံနဲ့ပြီးရင်ဒါဒုတိယကြိမ်ပေါ့เนาะဒုတိယကြိမ်လုပ်ရင်နောက်တစ်တရားလုပ်မယ်လို့သူပြောရတယ်မင်းအောင်လိုင်းเนาะဒီဟိုက NCA အဲနှစ်ပတ်လည်းနေမှာနောက်တစ်တရားဒုတိယအကြော့သူလုပ်မယ်ပြောအဲ့နောက်ထပ်တရားဒုတိယအကြော့ လုတ်တဲ့အခါမှာလဲအဲ့ဒါကတေးကြတယ်တော်လိုင်းအင်အားစုတွေစုံမထားတဲ့နေနေရအဲ့မှာအများစုဖြစ်ဖြစ်သွားအဲ့တရားမှာဆိုရင်အဲ့မှာဆိုလဲသူကခုနကပြောတဲ့စစ်ကိုခုနကပြောတရားအာရမစစ်သားစုဆောင်ထားတဲ့သူတွေကိုနော်ကျွန်တော်လူသားတိုင်းလို့အသုံးချမယ်ပြီးရင်ခုနကပြောတဲ့နိုင်ငံတွေရဲ့အကူအညီတွေနဲ့ဒီလူထုကိုဥတီပြီးတော့ပြစ်ခတ်တတ်ဖြတ်တဲ့ war crime တွေကျူးလွန်မှုကဒီဒီဇင်ဘာ28ပြီးရင်လဲဒုတိယကြော်မှာပိုတိုးလာလိမ့်မယ်နော်ကျွန်တော်တို့ရဲ့ MOHR ပေါ့နော် Ministry of Human Rights ရဲ့အချက်အလက်တွေအရာ ဒီ orchestra မှာတို့အတွင်ပြောင်းလိုက်တယ်ပေါ့နော်စကစနေပြီးတော့စကမအကိုပြောင်းလိုက်ပြီးနောက်မှာဒီ massacre လို့ခေါ်တဲ့လူစုလိုက်ပြင်လိုက်တက်ဖြတ်မှုတွေနဲ့เนาะကျွန်တော်တို့ဒီလေချောင်းတိုက်ခိုက်မှုတွေကထိုးတက်သွားတယ်။ဘာလဲဆိုတော့ဒီ election က bloody election ပဲတကယ်ကိုသွေးနဲ့ခင်းနဲ့เนาะကျွန်တော်တို့တရားမဝင်တူအောင်ရွေးကောက်ပွဲဖြစ်တယ်။เนาะအဲ့တော့အဲ့အတွက်ကြောင့်မလို့ဒီဟာကြီးကိုကျွန်တော်တို့ကလက်ခံခြင်းဟာ ခုနကပြောတယ်ဒီစစ်တက်လုံနေတဲ့เนาะ bloody ကျွန်တော်တို့ဒီသွေးနဲ့ခင်းသောကျွန်တော်လမ်းကိုသူရှောက်နေတာကိုပတ်မိုးကူညီခြင်းဟာဒါတွေအတွက်လည်းတာဝန်ယူမှုတာဝန်ခံမှုရှိရမယ်ဆိုတာကိုเนาะကျွန်တော်တို့ဒီနိုင်ငံတွေကိုကျွန်တော်တို့ပြောချင်တယ်အဲပြီးတော့နောက်တစ်ခုကမျက်မျက်လုံးတစ်ဖက်မှိတ်ပြီးတော့เนาะတစ်ဖက်ကဒီတရားမဝင်တရားရွေးကောက်ပွဲကိုပဲကြည်နေပြီးတော့เนาะတစ်ဖက်ကိုကြတော့ဒီစစ်တက်လုံနေတဲ့ဒီတရားမှုတွေအကုန်လုံးကိုကြတော့เนาะမသိချင်အောင်ဆောင်နေတာဟာမြန်မာပြည်သူလူထုအတွက်တော့အင်မတန်မှမတရားဘူးရနော်ဒါ fair မဖြစ်ဘူး ော်အဲ့လိုအဲ့လို fair မပြည်သူအပေါ်မှာမြန်မာပြည်သူတွေအပေါ်မှာ fair မဖြစ်တဲ့လုပ်ရက်တွေကိုဆက်လုပ်နေခြင်းအဖြစ်ကျွန်တော်တို့ရဲ့ရေရှည်เนาะကျွန်တော်တို့ဒါနိုင်ငံနိုင်ငံချင်းဆက်ဆံရေးเนาะပြည်သူပြည်သူချင်းဆက်ဆံရေးဒီဟာတွေကိုလည်းထိခိုက်နိုင်တယ်ကျွန်တော်တို့နိုင်ငံရေးဆိုတာတစ်နှစ်နှစ်နှစ်သွားတာမဟုတ်ဘူးเนาะကျွန်တော်တို့ကရေရှည်သွားရတဲ့ကိစ္စအိန္ဒိချင်းဆိုတာလည်းရေရှည်ဆက်ဆံရတဲ့ကိစ္စအဲ့တော့ကျွန်တော်တို့ရဲ့ရေရှည်သွားမဲ့ပြည်သူပြည်သူချင်းဆက်ဆံရေးနိုင်ငံနိုင်ငံချင်းဆက်ဆံရေးကိုထိခိုက်တဲ့အလုပ်တွေကိုကျွန်တော်တို့ဒါရက်တန်းကရက်ဖို့ဆက်ပြီးတော့မလုပ်ကြဘူးကျွန်တော်တို့ကတော့အပြင်းထန်တိုက်တွန်းတောင်းဆိုလိုပါတယ်လို့ဟုတ်